တိုင်းဒေသတွေမှာတကြောပြန်အရှိန်မြင့်လာတဲ့တိုက်ပွဲတွေကြောင်းဒုတိယအကြိမ်မြောက်27ရာစုပင်လုံကြီးလာကန်ကိုထိခိုက်စေလိမ့်မယ်လို့မြန်မာနိုင်ငံရေးစောင့်ကြည့်သူတွေကသတိပေးလိုက်ပါတယ်ဒီသတင်းကိုတော့စုမှုအောင်ပြပို့ထားပါတယ်ရှင်စတင်မလာသားမဲမာ27ရာစုပင်လုံကြီးလာကန်ကျင်းပပြီးနောက်ပိုင်းတမန်တော်နဲ့တိုင်းသားလဲနဲ့ကန်အဖွဲ့တချို့တိုက်ပွဲတွေပြန်လဲဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်ထိလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ် 2019ဖေဖော်ဝါရီလမှာဒုတိယကြိမ်ပင်လယ်ညီလာခံမတိုင်မီလက်ရှိတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာဟာတက်မတော်နဲ့တိုင်းသားလက်နက်ကန်တွေအကြားယုံကြည်မှုရောကျနိုင်ပြီးမျိုးသားပြန်လည်တင်းမြတ်ရေးကလည်းအလံဝေသွားနိုင်တယ်လို့နိုင်ငံရေးသုံးသပ်သူတွေကဆိုပါတယ်နိုင်ငံတော်တမရဥဆောင်နေပေါ့လေအစိုးရအဖွဲ့အနေနဲ့တက်မတော်နဲ့ညှိနှိုင်းပြီးတော့နော်တိုင်းသားလက်နက်ကန်အဖွဲ့အစည်းတွေနဲ့အများဆုံးအပြစ်ခတ်ရဆဲဖို့ဆောင်ရွက်လာနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံရဲ့ဒီငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်တင်းမြတ်ရေးလမ်းကြောင်းဟာ အတိုင်းအတာတစ်ခုထိပြန်ပြီးအားကောင်းလာနိုင်တယ်လို့မြင်တယ်။ဒါပေမဲ့နိုင်ငံတော်သမ္မတအနေနဲ့နော်အဲ့ဒီလိုဆောင်ရွက်တင့်တယ်လို့လည်းကျွန်တော်ကမြင်တယ်။နော်နိုင်ငံတော်သမ္မတတွေမကောက်နိုင်ငံတော်ရဲ့အတိုင်းအမြံပို့ကူဒေါအောင်ဆန်းစုကြည်အနေနဲ့လည်းပဲနော်တတ်မတော်နဲ့ရောနော်လက်ရှိဟိုပြိပကဖြစ်ပေါ်နေတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ရောတွဲဆုံဆွေးနွေးပြီးတော့အဖြေရှာတာမျိုးကိုစဉ်းစားတင်တယ်လို့ကျွန်တော်ကတော့သုံးသပ်ပါတယ်။ တိုင်ဝမ်တွေဆက်လက်ဖြစ်ပွားနေရင်ဒုတိယအကြိမ်ကျင်းပမဲ့27ရာစုပင်လုံးကြီးလာကန်အတွက်အခက်အခဲတွေဖြစ်ပေါ်စေနိုင်တာကြောင့်တက်ခတ်တက်ခတ်မှုပူတက်စောင့်ကြည့်ရေးကော်မတီ JMC အနေနဲ့လည်းဆွေးနွေးမှုတွေလုပ်ဖို့လိုတယ်လို့ပြည်ထောင်စုညံ့ညာရေးဆွေးနွေးမှုပူတက်ကော်မတီ UPDJC အဖွဲ့ဝင်တဦးကသုံးသပ်ပြောဆိုလိုက်ပါတယ်။အဲ့တော့အခုဆိုလို့ရှိရင်ဟလာဒီတိုင်းပဲဟလာတိုက်နေတဲ့ဥစ္စာမှာနော်ကျွန်တော်တို့ဟိုဖြစ်တင်တာပေါ့ကျွန်တော်ထင်တာပေါ့နော်အဲ့တော့ဒါအထုပ်ဖွဲ့တစ်ဖွဲ့လောက်လွှတ်ပြီးတော့လေအဲ့နည်းနည်း နှစ်ဖက်ပေါ့နော်နှစ်ဖက်အပြည့်လောစရအပြည့်ရအပြည့်ရအပြည့်ရပြီးတော့လာနေနေဆွနွေးအဲ့လိုလုပ်လိုက်ရင်တော့ပိုကောင်းပါလေနှမလို့ရှိရင်တော့ဟိုဘယ်လိုပြောရမလဲဆိုတော့စားတာကတော့လွယ်တယ်ဗျအဆုံးသတ်တာခက်တယ်အချိုးရတဲ့လက်ထဲနဲ့စက်တရာစုပင်လုံးကြီးလာကချင်းပနေစဉ် စက်တင်ဘာ၂ရက်မှာကရင်ပြည်နယ်မဲသောဒေသအတွင်းတပ်မတော်နဲ့ကရင်ပြည်နယ်နယ်ခြားဆောင်တပ်တို့ပူးပေါင်းပြီးခွဲရက်ဒီကေပီအဖွဲ့နဲ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပါတယ်။တပ်မတော်နဲ့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSSA တို့အကြားအော်တိုဘာ၂ရက်မှာတိုက်ပွဲတွေပြန်လဲဖြစ်ပွားခဲ့ပြီး RCSSA နဲ့တောင်ပတ်လောင်တိုင်းသားလက်နက်ကိုင်တို့လည်းအချင်းချင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဒါအပြင်တပ်မတော်နဲ့ KIA တို့အကြားစတင်မာလာမှာစတင်ကတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီးအခုချိန်အထိတိုက်ပွဲတွေအရှင်ရော့ကျခြင်းမရှိသေးပါဘူး။ မြန်မာနိုင်ငံမှာတိုင်းသားလက်နက်ကိုင်အဖွဲ့20ကျော်ရှိနေပြီးတနိုင်ငံလုံးပြည်ရဲ့စာချုပ် NCA မှာတော့တိုင်းသားလက်နက်ကိုင်အဖွဲ့10ဖွဲ့သာလက်မှတ်ရေးထိုးထားပါတယ်ကျွန်တော်စိုးမိုးအောင်ပါ